အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ပါရီဆောက်တိုက်ကနေထုတ်ထားတဲ့ဆရာကျော်ဝင်းစူးစီးပေးထားတယ်ပေါ့နော် မောင်စုဆန်းရဲ့မောင်စုဆန်းလက်ရွေးစင်နိုင်ငံရေးဆောင်ပါများစာအုပ်ပေါ့နော်ဖရီတင်ခါတယောက်ရဲ့လွတ်လပ်တော့အတွေ့အမြင်များအဲ့ဒီစာအုပ်လေးကိုကျွန်တော်ဖတ်နေရင်းနေပေါ့နော်ဖတ်လို့တော့မပြီးသေးဖတ်နေရင်းနဲ့ share လုပ်ပေးခြင်းနဲ့ဆောင်ပါလေးတွေရှိပါတယ်အဲ့ဒီဆောင်ပါလေးတွေအကြောင်းကိုပြပြထားပါတယ်ပထမဆုံးက တမိုင်းခီလန်းဆုံးရောက်ပြီလောတဲ့ the and all history and talisman ဆိုတဲ့ principle ဖူကူယာမရဲ့တမိုင်းခီလန်းဆုံးရောက်ပြီလောဆိုတဲ့ဆောင်းပါလေးပါစေခေလွန်မီဟုတညီတညက်ထွဲတတ်မှတ်ထားကြတယ်တဲ့ဤတို့စေခေစေခေလွန်ကြောင့်ကြီးစုသည့်မှတ်တိုင်မှာဆိုဗီယက်ယူနီယံနဲ့၎င်းရဲ့အုပ်စုတွေပြိုကျသွားတဲ့အချက်ဖြစ်ပါတယ်တဲ့စေခေလွန် စေးစေးလွန်ခင်မှာဘယ်အခြေအနေတွေမှာဖြစ်ထွက်နေတာလဲဆိုပြီးတော့အနာဂတ်နဲ့ဆက်လျင်းတဲ့အသိပညာရှင်တို့ကြားမှာဝေဖန်ဆန်းစစ်လျက်ရှိတယ်တဲ့ဤသို့ဝေဖန်ဆန်းစစ်ကြရာတွင်ဝေါ်ဟာရအသည့်ဆန်းတို့ကိုလည်းဖန်ဆင်းအသုံးပြုနေကြသည်ကိုစိတ်ဝင်စားပွဲတွေ့ရတယ်ဥပမာဆိုဗီယက်ယူနီယံနဲ့ဆိုရှယ်လစ်စနစ်ကြဆုံးခြင်းကိုအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားတက္ကသိုလ် နိုင်ငံရေးသိပ္ပံပညာပါမောက္ခဖြစ်တဲ့ Ken Jones က Linear Water Meaning Chain ဆိုပြီးတော့နာမည်ပညာပြုထားပါတယ်တဲ့စေခစေလွန်ခေကို ideological သဘောတရားကိုကြောရိုးမှန်နိုင်ထားပြီးလက္ခဏာရေးအကဲဖြတ်ကြည့်ကြတယ်ဒီကိစ္စအကြောင်းသဘောပေါက်နားလည်ရန်အလို့ငါရှေးဥစွာပထမသဘောတရားဆိုဒီမှာအဘယ်အရာနည်းဟု အနက်သိရှိရန်လိုပါလိမ့်မယ်တဲ့သဒ္ဒနာအဘိဓမ္မာ ideology ဒီဘာသာရေး တဒနာအလှတရားကျင့်ဝတ်ဥပဒေနိုင်ငံရေးစတဲ့အကြောင်းအရာတို့ပေါ်မှာထင်မြင် လက်ခံထားတဲ့အမြင်နဲ့အယူအဆတို့ဖြစ်တယ်တဲ့။ဤအကြောင်းအရာတို့နဲ့ဆက်လျင်းသောဝါဒဟုပြောလည်လဲရနိုင်ပါတယ်။ဆိုဗီယက်ယူနီယံနဲ့၎င်းရဲ့အင်ပါယာကြီးပြိုကျသွားဒီမှာသဘောတရားဘက်မှာကြည့်မယ်ဆိုရင်သဘောတရားကြီးတစ်ခုဝါဒကြီးတစ်ခုအိုင်ဒီယိုလော်ဂျီကြီးတစ်ခု ပြိုကျသွားခြင်းဖြစ်ပြီးတော့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်းလီနန်ဝါဒမိငိန်ချင်းဟုနိုင်ငံရေးသိပ္ပံပါမောက်ကဂျိုးဝက်စ်ကအမိပေးခြင်းဖြစ်ပေသည်စစ်အေးလွန်ခင်နဲ့ဆက်လင်း၍ဝေဖန်သုံးသက်ချက်စာပေတို့ကအဓိကစာပေတို့မှာအဓိကထင်ရှားတဲ့ပုံကိုနှုတ်ဦးရှိလာတယ်ပေါ့နော်အဲ့ဒီပုံကိုနှုတ်ဦးပါတဲ့အခြေအတင်ဝေဖန်သုံးသက်ချက်တို့ကိုအဲ့ဒီပုံကိုနှစ်ဦးရဲ့အခြေအတင်ဝေဖန်သုံးသက်ချက်တွေကိုမသိရှိထားဘူးဆိုရင်ခင်မမီဟုပြန်ဆိုနိုင်တယ်တဲ့ အဲ့ဒီပုဂ္ဂိုလ်နှစ်ဦးကသမိုင်းပညာရှင် Francis Fukuyama နဲ့နိုင်ငံရေးသိပ္ပံပညာရှင် Ken Jones တို့ဖြစ်ကြတယ်။ Fukuyama ရဲ့သမိုင်းခီလန်ဆုံးရောက်ပြီးတော့ The End of History ဆိုတဲ့ဆောက်ကအလွန်ကိုကြော်ကြားလျက်ရှိပါတယ်။ Ken Jones က Fukuyama ရဲ့အမြင်ကိုစက်ကျင်ဝေဖန်သောစာတမ်းနဲ့နာမည်ကြီးနေတယ်ပေါ့နော်။ Fukuyama ကသမိုင်းခီဒီလန်ဆုံးရောက်ပြီလို့ကောက်ချက်ချရာ၌ ွန်မြူရဝါရပြိုချသွားပြီးသည့်နောက်၌ဤသို့ကြာဆုံးသွားသောဝါရနေရာ၌တကဘာလုံးနဲ့ခြီသောခိုင်ခိုင်မာမာလက္ခဏာရှိတဲ့ ideology အသစ်တစ်ခုဒါမှမဟုတ်ဝါရအသစ်တစ်ခုခုဝင်ရောက်အစားထိုးပြီးတော့ဒီမိုကရေစီကိုစိန်ခေါ်ရန်ပေါ်မလာနိုင်တော့ဘူးအဓိကယူဆထားပါတယ်ဒီအတိတ်ပဲဖြင့်တမိုင်းခီးဒီဘူတာအဆုံရောက်ပြီဟုပြောခြင်းဖြစ်ပါတယ်တမိုင်းဟူဒီဝါရမြာတစ်ခုပြီးတစ်ခု အစာထိုးဖြစ်ထွန်းနေသော ဖြစ်စဉ်သာဖြစ်လျာယခုအခါ၌အစာထိုးစရာမရှိတော့သည့်အခြားမဲ့တွင် အစာထိုးစရာ ပေါ်မလာနိုင်တော့သည့်အခြေအနေတွင်တမိုင်းဖြစ်စဉ်သည်တဘာဝအရာအဆုံးစခန့်သို့ရောက်ပြီဟုသာမှတ်ယူရမယ့်သဘောဖြစ်ပေတယ်ဒီမိုကရေစီကအန်တီမာပုံတရံလို့ပြောခြင်းလည်းဖြစ်ပါတယ်တဲ့ဖူကူယာမရဲ့အဆိုမိန့်ကိုဝေဖန်တိုက်ခတ်မှုများအရှုရှုပေါ်လာခဲ့တယ် ပညာရှင်များအပြန်အလှန်အခြေတင်ဝေဖန်ကြရမှာနိုင်ငံရေးဝေါ်ဟွာတာအသည်များလည်းပေါ်ခဲ့တယ်။ဥပမာတတိယကဘာရွေးချယ်အစားထိုးနေ့အာနာပိုင်းဝါရလက်တပုံစံတိတက်တခုဝါရကဘာလုံးချုံဝါရနှစ်ထိပ်ပြန်ရိုက်ချက်ဒေါသပုံလှောက်ရှားမှုများပြန်လျှော့ကြခြင်းလေဟာနဲ့စသည်လို့ဖြစ်ပါတယ်တဲ့ အဲ့ဒီဝါအော်အဲ့ဒီဝဟာရတွေအနက်အတွင်ကျဲဆုံးအသုံးပြုလျက်ရှိတဲ့ဝဟာရလေးဟာနဲ့ဖြစ်တယ်ကွန်မြူနတီဝါရအထုတဖြင့်လီနေဝါရကိုခေရှားပစ်လိုက်ပြီးတဲ့နောက်ကြံရစ်နေတဲ့ကွက်လက်နေရာ လေးဟာနဲ့တွင်မိတိအရာတို့ကဝင်ရောက်ဖြည့်ကြမည်နီးကြံနေသော လေးဟာနဲ့ကွက်လက်ကို မဖြည့်မစည်းသည့်အတိုင်းထားကြမှာလောဝင်ရောက်ဖြည့်သည့်ကြလျင်လဲမိတိအတိုင်းအတာသည့်ဖြည့်ကြမည်နီး မိမြကြအောင် ဖြေးကြမည်နီကွက်လက်အဖြေကိုမိတိကာလအထိ ထိန်ထားနိုင်ကြမည်နီဤပြဿနာတွေဟာအလွန်အရေးကြီးလာပါတယ်ဒီပြဿနာတို့ရဲ့အဖြေကို ရှာဖွေစီစစ်ကြရ၌ပညာရှင်ဒုက္ခမိန်တို့သည် အခြေခံကြကြနက်နက်နေနေအရှိတွေး၍စဉ်းစားကြပါတယ်အပေါ်ယံတွေးယုံနဲ့ခဏတစ်ဖြုတ်ပေါ်လာတဲ့အဖြစ်အပျက်လက္ခဏာတို့ကို အခြေခံပြီး ခိုင်မာသောကောက်ချက်တို့ကို မပြုမီရန်အထူးသတိထားကြသည်ကို တွေ့ရတယ်။လောလောဆယ်တွေ့ကြုံနေရသော အခြေအနေနှင့်အဖြစ်အပျက်တို့ကို သုံးသပ်ကြရ၌တခါရင်းနဲ့အမြဲမှန်ဧကံမှန်ကောက်ချက်တို့ကို မပြုလုံမီ။ယာယီကောက်ချက်တို့လောက်ကိုသာ အသုံးပြုထားကြသည်ကိုလည်းနှလုံးမူမိသည်။ဥပမာနတ္တိပြန်ရိုက်ချက်ကိစ္စများ တမိုင်းကိုပြန်ကြည့်မယ်ဆိုရင် empire များပြိုကျတဲ့အခါအစ်စ်ပေါ်လာတဲ့နိုင်ငံတို့မှာတခါတည်းနဲ့အလွယ်လေးနဲ့တည်ငြိမ်မှုများရရှိခဲ့ခြင်းမရှိကြောင်းသိရှိကြရတယ်။စူဘူအကြမ်းဖက်မှုများနဲ့တင်းကျန်းရင်ဆိုင်ခဲ့ကြရတယ်။ဆိုဗီယက်ယူနီယံအပြိုအခွဲတွင်လည်းဒီလိုအခြေအနေမျိုးတွေကို တွေ့ကြုံနေရတယ်။နိုင်ငံရေးသိပ္ပံပညာရှင်တွေကဒီလိုအကြမ်းဖက်စူဘူမှုတွေကိုနှက်တိပြန်ရိုက်ချက်များလို့ခေါ်ပါတယ်။ တို့ရမှာနတိပြန်ရိုက်ချက်တို့တွင်နတိပြန်ရိုက်ချက်တို့သည်အထက်မှရှင်းလင်းဖော်ပြခဲ့တဲ့လေဟာနယ်ကွက်လပ်ကိုဖြည့်ဆည်းခြင်းဖြစ်သည်ဟု၍ကပညာရှင်တို့ကကောက်ချက်မဆွဲကြပါအဘဲကြောင့်ဆိုသောနတိပြန်ရိုက်ချက်တို့သည်ယာယီသဘောဆောင်ခြင်းကဘာအနှက်မဟုတ်ခြင်းအမြဲတမ်းခိုင်ခိုင်မာမာသဘောမရှိခြင်းတို့ကြောင့်ဖြစ်လေတယ်ပညာရှင်တို့သည် ဖြစ်ပျက် ကြုံတွေ့နေရသောအဖြစ်အပျက်နဲ့အခြေအနေတို့ကိုလေးလေးနက်နက် သုံးသပ်ကြည့်နေကြပါလေ။ဤတို့သုံးသပ်ကြရ၌အောက်ပါချင်းရသွင်မြင်တို့ကိုတွေ့ရှိနေကြပါလေ။ကာကြီးလူမျိုးရေးစပွဲလူမျိုးရေးတိုက်ခိုက်မှုများခါဝေးဘာသာရေးအကြမ်းဖက်တိုက်ခိုက်မှုများခန်းငယ်အရှိအချမအရှိအရှမထူးထူးခြားခြားစီဝါရေးတို့တဲ့မှုများဒီချင်းရတို့မှာကွန်မြူနတီဝါတာဖေရှားပြီးနောက်ကြံ့ရက်တဲ့လေဟာနယ်ကိုဖြည့်ဆည်းထားသော အချင်းအရာများဖြစ်နေမယ်ဆိုရင်သမိုင်းဒီဖူကူယာမာပြောဆိုသလိုလမ်းဆုံးမရောက်သေးဘူးလို့တချို့ပညာရှင်တွေကထောက်ပြကြပါတယ်ဖူကူယာမာကိုထောက်ခံသူကထောက်ခံသူတို့ကပေါ်ပြပါအချင်းအရာသုံးပါသည်တကဘာလုံးနဲ့အချုံတော့တကဘာလုံးနဲ့ခြုံတဲ့အချင်းအရာတွေမဟုတ်ဘူးတကဘာလုံးနဲ့ခြုံတော့ ideology ဝါဝါဒကိုကိုးစားပြုခြင်းမဟုတ်ဘူးဒေတာအလိုက်ထူးခြားမှုကိစ္စများသာဖြစ်၍ democracy ကို အခြေခံကစ၍စိန်ခေါ်တော့သဘောမရှိပါလို့ပြန်လဲခြေပနေပါတယ်မိတို့ပင်ဖြစ်စေစေလွန်ခင်နဲ့ပတ်သက်၍ပညာသဘောအရာဝေဖန်ဆွေးနွေးမှုတို့သည် အလွန်တန်ဖိုးရှိလာပါတယ်တဲ့ဒါက1933ခုနှစ်မေလလောက်တည်းကပေါ်လာတဲ့ဆောင်းပါเนาะဆရာမောင်စူဇန်ကအဲ့ဒီ1933မေလလောက်မှာရေးခဲ့တဲ့ဆောင်းပါဖြစ်ပါတယ်အခုထိလဲခင်မိရဲ့အတွေ့အခေါ်တွေဖြစ်ပါတယ် Francis Fukuyama ကသမိုင်းပညာရှင် Francis Fukuyama က the end of history ဆိုပြီးတော့ Soviet Union ပြိုပြိုကျသွားတာเนาะ Lenin War မင်းငိမ့်သွားတယ်ဆိုတော့ပုံစံပြောပေါ့ဘောက်ခါ Kim Jong ပြောတယ် Lenin War မင်းငိမ့်ခြင်းဆိုတော့ပုံစံပေါ့เนาะ Soviet Union ပြိုကျပြီးတော့သူကဒါသမိုင်းတစ်ခေတ်ပြီးဆုံးသွားပြီနောက်ထပ် ideology အစ်စ်ပေါ်တော့မှာမဟုတ်ဘူးဒီမိုကရေစီကအန်တီမဝါဒပဲနောက်ဆုံးအောင်ဝက်ခံတော့ကြီးဆိုပြီးတော့အတိတ်ပဲနဲ့ the end of history ဆိုတာကိုရေးခဲ့တာပါဒါကြောင့်တကယ်လို့ဒီဆောင်းပါးကိုဖက်ချင်တယ်ဆိုရင် ပါရီစာအုပ်တိုက်ကထုတ်ထားတဲ့ဟိ free thinker တယောက်ရဲ့လွတ်လပ်တော့အတွေ့အမြင်များတဲ့ဆီယမောင်ကျော်ဝန်းစီစဉ်ပေးထားတာဆီယမောင်သုဇန်ရဲ့လယ်ရေးစဉ်နိုင်ငံရေးဆောင်းပါးစာအုပ်ဖြစ်ပါတယ်ဖက်ကြည့်ကြဖို့တိုက်တွန်းပါတယ်ဗျကျေးဇူးပါ